်မြန်မာနိုင်ငံမော်တော်ယာဉ်ဖြုတ်လွှတ်ရေးနဲ့ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းရဲ့ရန်ကုန်တိုင်းအသင်းဝယ်ဖွဲ့စည်းတဲ့အခမ်းအနားကိုဇူလိုင်၁၈ရက်နေ့ကစီဘောကူတန်ယုံကမ်းမှာပြုလုပ်ခဲ့ပါတယ်။ရန်ကုန်တိုင်းအသင်းဝယ်ကိုကားလုပ်ငန်းရှင်တွေဝယ်ယူသူတွေရဲ့အခက်အခဲတွေအစဉ်ပြေစေဖို့ရည်ရွယ်ပြီးဖွဲ့စည်းတာဖြစ်ပြီးတခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်းအသင်းဝယ်တွေဖွဲ့စည်းနိုင်ဖို့လှုံ့ဆော်နေသလိုအော်တိုမိုဘိုင်းပေါ်လစီကိုလည်းအတည်ပြုနိုင်အောင်ကြိုးစားနေတယ်လို့ဦးကြည်သာဟန်ကပြောပြပါဗါဒေါ်လာဈေးတွေတက်လာတဲ့အမျှ ကားစီးကလည်းအပြောင်းလဲတွေရှိလာပြီးစားတောက်ကုန်တဲ့ဓာတ်ဆီစည်းတွေလောက်မြင်မြင်စည်းမတက်နိုင်ပေမဲ့ရိုက်ခတ်မှုတချို့တော့ရှိတယ်လို့ဆိုပါရယ် အခုတော့အကျိုးရှိရဆိုတာကာလောကသားတွေရဲ့အခက်အခဲပေါ့ဒီကာလောကသားတွေမှာဖြစ်ပေါ်နေတဲ့အခက်အခဲတွေအားလုံးအခုတော့ဟိုအတန်တန်ရအောင်မို့လို့အဲအတန်ကိုတူတူညီတဲ့အတန်တစ်ခုကို message ပေးနိုင်မှုရည်ရွယ်တာပါအတင်းဖွဲ့နေနေဆိုတော့အားလုံးစီစီလုံးလုံးနဲ့တူညီတဲ့အတန်တစ်ခုကို message ပေးခြင်းလို့ပါတိုင်းနဲ့ပြည်နယ်မှာပေါ်လာလို့ရှိရင်ဥမာအခုတို့ဆိုရင်အခုတို့မှာလာဝယ်တာအများစုကရန်ကုန်တိုင်းရလာဝယ်တယ်လေအဲ့တော့ရန်ကုန်တိုင်းရလူတွေရဲ့အတန်မဲ့အခုတို့က message ပေးနိုင်ပါလေဂျန်နဲ့တိုင်းနေသားကြီးမှာတော့ဝယ်တယ်ဆိုရင်အဲဂျန်နဲ့ ိုင်းဒေသကြီးရဲ့လူတွေရဲ့ဘာတွေခက်ခဲရှိလဲပါလေဆိုတော့အဲတိုင်းဒေသကြီးအသင်းကြီးက message ပေးနိုင်တာပေါ့အဲအတွက်သူကလည်းသူအများကြီးပေါ်လာတာလည်းကောင်းပါတယ်အချိုးကျစုပို့ရတာပေါ့အတန်ဆုံတာပေါ့ကားလောက်ကမှလုတ်ကိုင်းနေသူတွေရဲ့ခက်ခဲတွေနဲ့သူတို့ရဲ့အတန်တွေထွက်ပေါ်လာတင်ပြပေးနိုင်အောင်လှုပ်ဆောင်သွားမှာဖြစ်ပြီးသူတို့ဖွဲ့မှာဝင်ကွေနဲ့အချိုးကျစုရဲ့ဆိုပြီးမရှိဘူးလို့ဆိုပါတယ်